ဂျာကာလမြို့သားညီညွတ်ရေးအစိုးရ INUG ဖွဲ့စည်းခြင်း၃နှစ်ပြည့်အခါသမယအတွက်မြို့သားညီညွတ်ရေးတာမင်ကယ်ကောင်စီ NUCC ကပေးပို့သည့်ဂုဏ်ပြုသဝန်လွှာရက်စွဲ2024ခုနှစ်ဧပြီလ16ရက်အပိုက်တင်2021ခုနှစ်ဧပြီလ9ရက်နေ့တွင် Federal Democracy ပြည်ရင်း FDC နှင့်အညီမြို့သားညီညွတ်ရေးတာမင်ကယ်ကောင်စီ NUCC အစည်းအဝေးကအတည်ပြုခဲ့ပြီး2021ခုနှစ် ဧပြီလ16ရက်နေ့တွင် ဖွဲ့စည်းကြောင်းကြေညာခဲ့သည့်ဂျာကာလမြို့သားညီညွတ်ရေးအစိုးရ INUG သည်2024ခုနှစ်ဧပြီလ16ရက်နေ့တွင်၃နှစ်သက်တမ်းပြည့်မြောက်ခဲ့ပြီဖြစ်သည်အပိုင်းနှင့်သက်တမ်း၃နှစ်အတွင်းဝန်ကြီးဌာနတစ်ခုတိုးချဲ့ဖွဲ့စည်းခြင်းနှင့်ဒုတိယဝန်ကြီးချုပ်ပြောင်းလဲပြုလုပ်ခြင်းတို့မှအပရေဘူးရအဖြစ်တည်ငြိမ်စွာရပ်တည်နိုင်ခဲ့ပြီးတော်လင်းကာလအစိုးရတရအဖြစ်တော်လင်းမိတ်ဖက်အင်အားစုများကုလသမဂ္ဂပါဝင်နိုင်ငံတကာအစိုးရများနှင့် ပြည်သူလူထု၏ထောက်ခံအားပေးမှုကိုကြဲကြဲပြန့်ပြန့်ရရှိသည်ကိုဂုံယူဝမ်းမြောက်ဖွယ်တွေ့ရှိရသည်။အပိုက်သုံးတစ်ချိန်တည်းမှာပင်လူဆွမ်းအားနှင့်အရင်းအမြစ်အကန့်အသတ်များကြောင့်အား내ချက်လူအချက်များရှိသည်ကိုလည်းအမြဲမပြတ်သတိချက်ကြရမည်ဖြစ်သည်။ပြည်သူလူထုနှင့်အနီးဆုံးတွင်ရှိရေးလုပ်ငန်းရည်ရများအားယခုထက်ပို၍စနစ်တကျအောက်ချုပ်လဲပတ်နိုင်ရေးမြေပြင်ခြေနေများကိုယခုထက်ပို၍ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရေး ပြည်သူလူထုကခြေကံဝင်ဆောင်မှုများပြည်ပြဝဝဆောင်ရွက်ပေးနိုင်ရေးနှင့်ရပ်သားပြည်သူဘေးကင်းလုံခြုံရေးလူသားလုံခြုံရေးတို့ကိုဥထိတ်ထားသည့်ကောင်းမွန်သောဆုရတရက်ဖြစ်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းသွားရန်လိုအပ်သည်။ပိုင်လေးမူဝါဒရေးအကိစ္စရများတွင် Federal Democracy ပြည်ညင်နှင့်အညီမျိုးသားညီညွတ်ရေးတိုင်းပြည်ကောင်စီ NUCCE ညှိနှိုင်းသဘောတူညီချက်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီးပုံမအားကောင်း၍ကျစ်လက်ထီရောက်သောဆုရတရက်ဖြစ်စေရန် ြုပြင်ပြောင်းလဲမှုများကိုလည်းအလေးနက်ထားလှုံ့ဆော်ရဲ့လိုအပ်မည်ဖြစ်သည်။ပိုင်ကယနေ့ကျရောက်သည့်ဂျာကာလမြို့သားညီညွတ်ရေးအစိုးရ INUG ဖွဲ့စည်းခြင်း၃နှစ်ပြည့်မြောက်သည့်အခါသမယတွင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်ဝန်ကြီးချုပ်တို့နှင့်အတူအစိုးရဖွဲ့ဝင်ဝင်ကြီးဒုတိယဝန်ကြီးများဝန်ထမ်းဖွဲ့စည်းများအားလုံး၏ခိုင်မာသောတော်လှန်ရေးစိတ်ဓာတ်ပေးဆပ်မှုနှင့်စွန့်လွတ်နစ်နာခံမှုတို့အတွက်မြူသားညညွေးဒါမင်ငန်ကောင်စီ NUCC ကလေးလေးနက်နက်ဂုံပြူပါကြောင်းနဲ့တော်လရင်မြန်ဆုံးအောင်မြင်ပြီး ဒန်းနူရီနှင့်ကိုဝိုင်ပြားထန်းခွင့်အပြေအဝရှိသောဖရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်ဆက်၍လက်တွဲကြိုးပမ်းနိုင်ပါစေကြောင်းဆုမွန်ကောင်းဖြင့်ဤသူဝန်လွှာအားကုန်ပြုပေးပို့အပ်ပါသည်တော်လည်းသစ္စာဖြင့်မြို့သားညီညွတ်ရေးတာမင်ခံကောင်းစီ